ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်အေးတငယ်ချင်းတို့ရေနင်တို့အားလုံး WhatsApp ကိုသွားလိုက်ကြနော်ငါနင်တို့နဲ့အဲ့ဒီမှာတွေ့မယ်ဘိုင်ဘိုင်ဒီလိုပြောပြီးဆန်နီကဖုန်းကိုချပြီးပုစံအိတ်ကိုကင်ကထွက်သွားပါတယ် ဒီချိန်မှာဒုံမြပန်းကသူ့ကိုကြားလိုက်ပါတယ်။ဆန်ဒီရဲ့ဒီနေ့ကနေမင်္ဂလာဆောင်အတွက်ကောင်းလေးနဲ့ပေးတွေ့ဖို့စီစဉ်ထားတာလေ။ခုံတော်ကြီးကကောင်းလေးဖက်ကမိသားစုနဲ့မကြခင်မဲ့ရောက်လာတော့မှအဲ့တော့မင်းဘယ်သွားမလို့လဲ။အမေရဲ့သမီးအမေကိုပြောပြီးပြီလေ။ဒီနေ့ကသမီးတငယ်ချင်းသူစာရဲ့မွေးနေ့။သူကသမီးအတွက်အထူးရေကူးပါတီကိုလှုပ်ပေးထားတာ။အမေကလည်းတည့်ရက်သားနဲ့သမီးကရေကူးရတာအကြိုက်ဆုံးပဲ။အဲ့ဒါကြောင့်သမီးမသွားလို့မဖြစ်လို့ပါ။ဟုတ်တော့ မင်းအိမ်မှာမရှိရင်ကောင်းလေးဘက်ကမိသားဆိုငါတို့ကဘလို့ဧည့်ခံရမှာလဲဟမ်ကောင်းလေးနဲ့ကိုယ်တိုင်တွေ့ဆုံပြီးတော့မေးချင်တာမေးမရမှာပေါ့အမေရေတမီးကလေအဲ့ဒီကောင်းလေးရဲ့တပ်ပုံကြည့်ပြီးပြီးတမီးသဘောကျလို့တီမိသားဆိုလက်ခံခဲ့ရာအကြောင်းရတော့သူတို့အိမ်ကမြေကမ်းလားမှာရှိရဲ့လေအမေတီမိသားဆိုနဲ့ပဲတမီးကလက်ထပ်ပွဲကိုစီစဉ်ပေးလိုက်ပါဘပိုင်းမေသွားပြီနော်တဖက်မှာဆန်နီကရေကူးပါတီအတွက်ထွက်သွားပါတော့တယ် နောက်တစ်ဖက်မှာတော့ဒေါ်အင်ဒရီကမိသားစုနဲ့အတူကောင်မလေးကိုလာကြည့်ပါတယ်။ပြီးတော့ချွေးမကြီးခိုင်စင်ကိုပြောခဲ့ပါတယ်။ချွေးမခိုင်စင်ပဝါလေးကိုအောင်းနဲ့ထက်ဆွဲချလိုက်။ခမီးခမတ်တွေရဲ့အရှိမငါ့ရဲ့ကုံတိတ်ခါမလျော့စင်နဲ့ကြားလား။ဟုတ်ကဲ့ပါမေ။မင်္ဂလာပါခမီးခမတ်လောင်းရေ။ဒီမှာတစ်သီးနဲ့မုံအချိုတချို့ဟာအမတို့ရဲ့မိသားစုအတွက်ပါ။ဂျေဆုတမားရရှင်။လာပါထိုင်ပါ။ဒီချိန်မှာပပအရှိကြီးကြောင့်တနစီယာခိုင်စင်ကကြိုင်သွားပါတော့တယ်။ ဒီချိန်မှာကြော်သိန်းကသူ့ကိုထိန်လိုက်ပါတယ်။ခိုင်စင်မင်းအဆင်ပြေလား။ဟုတ်ကဲ့ကိုကြော်သိန်းရင်ကျွန်မအဆင်ပြေပါတယ်။ဒေါမြောက်ပန်းကမနက်စာပြင်ဆင်ပေးပါတော့တယ်။ခဏနေတော့ရှင်တို့ကဘာမှလည်းမစားရသေးဘူး။နို့မလိုက်အမဲအကျော်နဲ့စမူစာတွေကိုလည်းစားကြည့်ပါအောင်ရှင်။ကျမတို့စီကမုံလောက်တဲ့သူကအရင်နာမကြီးရဲ့လေ။အမရေမုံတွေကတော့စားနေရမှာပဲ။ကောင်မလေးကိုပဲပြပါရှင်။ဟုတ်ကဲ့ပါရှင်။သူခုလာနေပါပြီ။ အမတို့တည့်ရဲ့အတိုင်းပဲအခုခေတ်ကောင်းမလေးတွေကအလပြင်းနေဆိုရင်အရန်ကြာတာလေအချိန်အတန်ကြာမှတော့စန်နီကလေးရောက်လာခဲ့ပါတယ်ဒေါ်အင်ဒရီကသူ့ကိုအုံသည်တစ်တီးနဲ့မုံတွေပီးပြီးလက်ဖွဲ့လိုက်ပါတယ်ရန်နေငယ်ကြာပြီးနောက်မှာစန်နီကခိုင်စင်ရဲ့လင်ကြီးမအဖြစ်နဲ့မြေကန်းနာကရောက်ကမရင်ကိုရောက်လာပါတယ်မြစ်ကိုမြင်တော့သူကအရင်ကိုပြိုသွားပါတော့တယ် Oh my god တကယ်ကိုအံ့ဩစရာပဲအမေရေဒီမြင့်ရီကစိတ်လိုပဲတောက်ပြောင်းနေရပဲနော် ီမြစ်ကမင်းရဲ့လင်ညီမကြောင့်ပဲရမ်းတန့်ပြန်နေတာပြီးတော့သူ့ရေရလည်းရမ်းချိုတယ်ချွေးမကြီးချွေးမခန်းစင်းကဒီမြစ်ကိုတန်ရှင်းရေးလောက်တာနဲ့ဂယုဆိုင်တဲ့ထဲမှာသူ့ကိုယ်သူနှိမ့်မြုပ်ထားတာကို့လင်ညီမကြီးခန်းစင်းကိုချီးကျူးမှုတွေကြားပြီးစန်ဒီကမျက်နှာပြည့်သွားပါတော့တယ်ချွေးမကြီးစံခွက်လေးကိုနေ့ရက်ညာခြေထောက်နဲ့မှောက်ပြီးအိမ်ထဲဝင်လာခဲ့စန်ဒီကစံခွက်လေးကိုမှောက်ပြီးနောက်အိမ်ထဲကိုဝင်လာခဲ့ပါတယ်ချွေးမခန်းစင်းရဲ့ နေ့ရက်လင်းညမလေးကိုတအိမ်လုံးလိုက်ပြလိုက်နော်ဟုတ်ကဲ့ပါမေလာဆန်ဒီရဲ့လင်းညမကြီးခိုင်စင်ကစိတ်ထားဖြူစင်ပြီးယူသားတလောက်လင်းညမငယ်ဆန်ဒီကတော့မာနာကြီးပြီးစိတ်ထားယုံညံ့ပါတယ်ဆန်ဒီကဒီမိသားစုကိုစီးလုံးအောင်ထားနိုင်မှာမလားဒါမှမဟုတ်ခွဲထွက်သွားအောင်လုပ်လိုက်မှာလားကန်စင်ကသူ့ရဲ့လင်ကြီးမငယ်ကိုအောက်ထက်ကအခန်းမိဖို့ကြောင်းအေကန်အကုန်လုံးကိုပြပြီးနောက်မှာတော့သူ့အခန်းရှိတဲ့ပိုထက်ကိုခေါ်သွားလိုက်ပါတော့တယ်။လာပါလင်ကြီးမလေးရဲ့ ဒါငါရဲ့အခန်းညီမကြီးရဲ့ပေါ်ထက်ကအခန်းကိုကြည့်ပြီးညီမငယ်ကမနာလိုမှုအပြည့်နဲ့ပြောခဲ့ပါတယ်အရင်ကောင်းတာပဲနော်အမရဲ့အခန်းထဲကနေညရဲ့ရှုခင်းလေးကိုကောင်းကောင်းကြည့်လို့ရတယ်ဟုတ်တယ်ညနေနေဝင်ချိန်နဲ့မနက်နေထွက်ချိန်ကိုတရနေချင်းအရန်ကြည်နူးစရာကောင်းတာညဘက်ဆိုငါနဲ့နှင့်ခဲအိုကပတင်းပေါက်ဖြွင့်ပြီးပဲအိတ်ကြတာလေလေကောင်းလေတန်လဲရတယ်တန်ကောင်ဖြွင့်စရာတော့မလိုအမတို့အရန်ကောင်းတာပေါ့နော် ဒီလင်ညီမကြီးကအလောက်ကျဲဝင်တဲ့အခန်းထဲမှာနေမယ်။ဒါပေမဲ့ငါ့ကိုကြတော့မိချစ်ပူးလောက်သေးတဲ့အခန်းကိုပဲပေးထားတယ်။ငါတခုခုတော့လုံမရမယ်။ဆန်နီကသူ့ကောင်းနေမှာအကျဉ်တစ်ခုကိုဖန်တီးလိုက်ပါတော့တယ်။ပြီးတော့သူ့အခန်းသေးသေးလေးကိုလာပြီးထမ်းလိုက်ပါတော့တယ်။ရောက်ကမှဖြစ်သူအခန်းလေးကိုဝင်လာနေတာကိုတွေ့တော့ဆန်နီကဖုန်းနဲ့မှစကားပြောချင်အောင်ဆောင်းပါတယ်။အမေရေတမီးရင်ဒီခန်းဝင်ပစ္စည်းတွေအကောင်လုံးပြန်ပို့နေရနော်။အမေပြန်ယူထားလိုက်ပါ။ ။သမီးနောက်မှပဲစကားပြောတော့မယ်နော်။အော်ယောက်ခမယောက်ခမဒီမှာချွေးမအသိရဲ့။နေရနေ့ကခန်းဝင်ပစ္စည်းတွေကိုနင့်မိဘအိမ်ကိုဘာလို့ပြန်ပို့နေရလဲ။အော်အဲ့တော့ဘာလို့ရမလဲအမေ။ကျမအခန်းလေးကတသေးလေးလေးပြီးတော့ညရတီလည်းဖြစ်နေတာဆိုတော့ပစ္စည်းတွေအကုန်လုံးဒီခန်းထဲမှာထည့်ထားလိုက်အရန်ပူနေမှာပေါ့။လင်ညီမကြီးကအခန်းအရန်ကျဲပြီးတော့ကြီးလဲကြီးရဲ။အဲ့မှာပစ္စည်းတွေအကုန်လုံးတသေးချာချာထည့်လို့ရတယ်။ဒါပေမဲ့ ူအခန်းကိုတောင်းနေဆိုရင်မကောင်းနေလင်ကြီးမငယ်ရဲ့ချိုးမင်းတဲ့စကားတွေကိုယုံကြည်ပြီးဒေါ်အင်ဒရီကခိုင်စင်စီကိုရောက်လာပါတယ်ချွေးမခိုင်စင်နေနေ့ရဲ့ပစ္စည်းတွေကိုအောက်ကခန်းထဲမှာထားလိုက်ပြီးတော့နေမိဘအိမ်ကနေကတင်းကလွဲပြီးဘာမှပေးထားတာမှမဟုတ်တာနေလင်ကြီးမငယ်ကခန်းဝင်ပစ္စည်းကောင်းကောင်းရထားတယ်အဲ့တော့အဲ့ဓာတွေကိုဒီခန်းထဲမှာထည့်ထားလို့ရတာပေါ့လင်ကြီးမငယ်ရဲ့ရှေ့မှာပဲဒေါ်အင်ဒရီကခိုင်စင်ကိုတော်တော်လေးကြည့်ရခဲ့ပါတယ် ခိုင်စင်ကပါဇက်ပိတ်ပြီးသူပစ္စည်းတွေအကုန်လုံးကိုအောက်ထက်ကအခန်းကိုယူသွားလိုက်ပါတယ်။ပြီးတဲ့နောက်မှာဆန်နီကဖွင့်ကြားတဲ့ပြတင်းပေါင်နာမှာမတည့်ရပြီးမြစ်ကိုကြည်နေပါတယ်။ဒီချိန်မှာလင်ညီမအကြီးကတကားလာခောက်ပါတယ်။လင်ညီမအကြီးရဲ့လင်ညီမအကြီးကဒီမှာငါအထဲဝင်လာလို့ရမလား။ငါနဲ့ကိုကျော်သိန်းရမင်္ဂလာဆောင်တက်ပုံကနှစ်နေရမှာကြံခဲ့လို့လေ။ဩဟုတ်ယူသွားလိုက်လေ။ပြီးတော့ညီမဒီမှာကိုယ့်ရဲ့တက်ပုံတက်မှာဒါနဲ့လင်ညီမအကြီးရဲ့ စကားမဆက်တခုလောက်ပြောလို့ရမလားယင်ညီမကြိုက်တဲ့အရာကိုညီမဘလုံနည်းနဲ့ဖြစ်ဖြစ်ရအောင်ယူတတ်တယ်အဲ့ဒါလေအခမ်းအမဖြစ်ဖြစ်လေးစားမှုပဲဖြစ်ဖြစ်ပေါ့အဲ့ဒီစကားကိုခိုင်စင်ကဘာမှပြန်မဖြေခဲ့ပါဘူးပြီးတော့တိတ်တဆိတ်ပဲအောက်ကိုဆင်းသွားလိုက်ပါတော့တယ်နောက်နေ့မနေ့အစိုးကြီးထားပြီးတော့ညီမကြီးကရေချူပြီးဖျားရှိခိုးပါတယ်အိုးကင်းကမဲတော်ကြီးရေကျမရဲ့မိသားစုမှာပျော်ရွှင်မှုနဲ့စီးလုံးညီညွတ်မှုကိုအမြဲထိန်းသိမ်းတော်မူပါ ဲ့ဒီနောက်ရောက်ခမရင်ကကျန်းတဲ့ယောက်ျားတွေအားလုံးနဲ့ဒေါ်အင်ဒရီကလည်းရေမိုးချိုးပြီးဖျားရှိခိုးလိုက်ကြပါတယ်။အဲ့နောက်မှာခိုင်စင်ကမြစ်ထဲကနေပဲဥရိမာရှိဖြစ်ပြီးမိဘကြောင့်လေးကိုယူသွားပြီးတော့ချက်ပြုတ်ကျွေးပါတယ်။မင်္ဂလာမနက်ခင်းမှာအမေနဲ့အဖေလင်ညီမကြီးရဲ့ကျမအတွက်လည်းမနက်စာချပေးပါလား။ကျမပိုက်ရမ်းစာနေပြီ။ဒါပေမဲ့ညီမလေးရဲ့ရေမချိုးပဲငါတို့အိမ်မှာဘယ်သူမှမနက်စာမစားကြဘူးလေ။ပြီးတော့ဒီနေ့ကနေကောင်းနှမျက်လေး။ လင်ညီမအကြီးရဲ့စကားကြောင့်စိတ်တူပြီးဆန်နီကပြန်ပြောပါတယ်။လင်ညီမကြီးရဲ့စားပြီးပဲချွတ်ချွတ်ရေချိုးပြီးပဲဆဆာနှစ်ခုစလုံးကအတူတူပဲလေ။ပြီးတော့ကျမရဲ့ဦးစားပေးမှုကအစားတောက်ကိုအရင်စားပြီးမှကျန်တဲ့အလုပ်ကိုလုပ်တတ်တာပဲ။ဒါမဲ့ဆန်နီမရေးခိုင်စင်ပြောတာမှန်နေ။နင့်ပဆက်ကိုပိတ်လိုက်ဆန်။ချွေးမပြောပြီးပြီမလား။ဘယ်ချိန်ကြီးချင်းနင့်မရေးဖက်ကပါနေရပဲ။ဒေါ်အင်ဒရီကဆန်နီဘက်ကပါပါတယ်။ ။ဘာလို့လဲဆိုတော့သူကခန်းဝင်ပစ္စည်းတွေအများကြီးကိုယူဆောင်လာလို့ပါ။ဒီလိုနဲ့ပဲအချိန်တွေကုန်ဆုံးလာခဲ့ပါတယ်။ပြီးတော့ဆန်နီကလင်ညီမအငယ်ဖြစ်ကြတော့စင်းရတဲ့လင်ညီမအကြီးပေါ်မှာအမြဲတမ်းအနိုင်ကျင့်ပါသေးတယ်။ရောင်းမရေရောင်းမပဲချိန်ကြည့်ကြည့်ညီမနောက်ကိုဘာလို့လိုက်နေရလဲ။အမေရေအမေဒီလိုလာပါအောင်။ဘာဖြစ်တာလဲချွေးမဆန်တီရေ။ညီမပါလို့အလောက်တော်မှတောသားထွက်နေရလဲ။အမေရေဘဲချင်ကြည့်ကြည့်လင်ညီမကြီးကကျမမြင့်မရေချိုးတာတော့တခုခုလောက်တာတော့ဆိုရင်လေ ကျမအမြဲတမ်းအနောက်ရှက်ပေးနေတယ်မသိမြစ်ကိုသူအားဆောက်ထားတဲ့ diamond လင်ညီမလေးရေနေကကိတ်ဆောက်မှားယူတဲ့ဖက်ကိုပို့နေရပဲအမေရေအမေသိရမလားကျမနေ့တိုင်းမြည်ရေကိုတန်ရှင်းလောက်တယ်ပြီးတော့လင်ညီမလေးကအိမ်ကအမိုက်တဲ့အကောင်လုံးမြည်ရေထဲမှာသွားပစ်ထားတယ်အဲ့ဒီရေကိုပဲကျမတို့ကတောက်တုံးရတာချက်ပြုတ်ရတာကျမအဲ့တော့ပြောတော့သူကစိတ်ဆိုးသွားတယ်လေဒီတခါလေဒေါ်အင်ဒရီကဆန်နီဘက်ကနေပါပြီးတော့ရန်ဖြစ်ပါတယ် တော်ပြီချိန်မှခံစင်ရင်နင်အယံစကားပြောတတ်လာပြီနော်နင်ကစင်ရတဲ့မိဘအိမ်ကနေလာတယ်ဆိုတာမှေ့သွားပြီလားဟမ်ထားလိုက်ပါတော့မေခံစင်ကဘာမှမပြောတော့အမေကသူ့ကိုထက်ခါထက်ခါကဲ့ရဲ့လို့ရတယ်လို့မဆိုလို့နောက်ခံစင်ကြော်သိန်းကသူ့မိမရဲ့ဂုဏ်သိက္ခာအတွက်သူ့ကိုယ်ပိုင်အိမ်ကနေထွက်ပြီးအပြင်ကတိတ်အိမ်လေးမှာသွားနေပါတယ်ဒီလိုနဲ့ဂျိုအင်ဒရီကသူ့ကိုမြစ်ထဲကရေသုံးဖို့အတွက်တောင်းညှင်းဆန်လိုက်ပါတယ်ပြီးတော့လင်းကြီးမအငေးကတော့နှစ်သက်တယ်လို့လုပ်ပိုင်ခွင့်ရသွားပါတော့တယ် ။အော်အမကြီးဒါအကောင်းဆုံးရေသွေးရှိတဲ့ရေတန့်ဆက်ပေါ့။ရေဦးသေးချာတန့်စင်ပေးလိုက်မယ်။ဒါမဲ့နည်းနည်းတော့ဈေးကြီးတယ်။ရှားပါတယ်အကိုကြီး။ကျမတို့ချမ်းသာတော့ကျမတို့အတွက်ဈေးပေါ်တာဈေးကြီးတာအရင်ကြီးပါရှင်။အကိုဒီရေတန့်ဆက်ကိုပဲတက်ပေးပါ။ဒါပေမဲ့ချွေးမငယ်ရေအိမ်မှာရေတန့်ဆက်တက်စရာဘာလို့လို့လဲ။ငါတို့စီမှာကိုပိုင်မြင့်ကြီးတစ်ခုလုံးရှိတယ်။ဘိုးဘေးတွေရဲ့အမွေနဲ့ကြောင်အဲ့ဒီရေကလည်းအရန်ချုံမြိန်နေ။အဲ့တော့ပတ်စံအလကားသုံးစရာဘာလို့လို့လဲ ငေါ့တခါလောက်တော့မေးတင်တယ်လေမဟုတ်ဘူးလားအမေကျမအမေကိုအရာအားလုံးမေးမြန်းပြီးလောက်ရအောင်လို့ကျမအမခိုင်စင်မဟုတ်ဘူးမြစ်တစ်ခုတည်းကရေနဲ့ပဲရေချိုးရတယ်စေးချိုးရတယ်ထမင်းချက်ပြုတ်ရတယ်ဒီရေတန့်ဆက်ကမြစ်ရေကိုတန့်စင်အောင်လှုပ်ပေးလိုက်မယ်ပြီးတော့ဒီအိမ်ရဲ့အုံစီကိုကျမယောက်ျားပဲပေးတာပါအမေရဲ့ဆန်နီကမာနနဲ့ဒီလိုပြောလိုက်တော့ဒေါ်အင်ဒရီကစိတ်မကောင်းဖြစ်သွားပါတော့တယ်စီးရင်လည်းလင်ကြီးမအကြီးကမြည်ရီတစ်ဆက်အတွက်တောင်းတနေရပါတယ် ပြီးတော့လင်ကြီးမအငေးကတော့မြစ်ကိုညစ်ပတ်အောင်လုပ်ပါတယ်။နေတိုင်းသူတငယ်ချင်းတွေကိုမြစ်ထဲမှာပျော်ပွဲစားထွက်ဖို့ခေါ်လာပါတယ်။တကောင်တလီခောက်ဆွဲပြူစားတဲ့ပါတီပွဲလုပ်ပါတယ်။ဒါကြောင့်မြစ်ရေထဲမှာအမိုက်တွေလည်းအပြည့်ဖြစ်နေပါတယ်။ပြီးတော့ရောင်းခမကလည်းချွေးမရဲ့အကျင့်အတိုင်းလိုက်လုံနေပါတယ်။စန်နီရဲ့ထုံးမင်းတို့ရဲ့ကတချင်းတွေဒီဆိုနေရင်ဒေါ်အင်ဒရီကလည်းအတူတူတချင်းတွေလိုက်ကြီးနေပါတယ်။အိုဖျားဖျား ကြည်ပောင်ညီမရှိမွန်ရဲ့လူပြိုသားသမီးတွေကိုတော့ပေးဖက်ထားပါဒီအိန္ဒြေရတော့လုံးဝအဆက်မရှိတော့ဘူးဒီလောက်အသက်ကြီးတဲ့ရွယ်မှာတော့ तू ကတော်တော်ငယ်ရွယ်ချင်နေတယ်ကျမလည်းအဲ့ဒါပဲကြည်နေတာအမဆုမြတ်ရေကြည်ပောင်16နှစ်ရွယ်ကောင်မလေးတယောက်လိုမြင့်ထဲမှာရေကူးနေတယ်လင်ညီမကြီးကမြစ်ကိုကောင်းကောင်းပြုစုထိန်းသိမ်းနေဒီအိန္ဒြေရတော့ပျက်စီးအောင်လုံနေရပဲအမေရေအမေကဒီရေကူးကိုစုံလင်းနေအရှမ်းမိမိုက်နေရောပဲလာအားလုံးအပြင်ထွက်လာခဲ့ ခောက်ဆဲပြုတ်ပူပူလေးကိုစားကြမယ်။အေးသွားရင်စားကောင်းမှမဟုတ်တော့ဘူး။ချွေးမရေနင်သွားနဲ့။ငါနည်းနည်းရေထက်ချိုးပြီးတော့မှလာခဲ့မယ်။ဒီချိန်မှာရေမွေးတကောင်ကမြစ်ထဲကိုရောက်လာပါတယ်။တောင်းဦးကြည့်ပြီးအားလုံးကလည်းအပြင်ကိုထွက်သွားကြပါတယ်။ချွေးမဆက်နေရေငောက်ကေပေါင်းမွေးမွေးအမေရေအမေကိုကယ်ဖို့အတွက်ကျမကိုအသက်ကိုကိုမစွန်စားနိုင်ဘူး။အဲ့ဒါကိုကြားပြီးတော့ဒေါ်အင်ဒရီကရမ်းစိတ်မကောင်းဖြစ်ခဲ့ပါတယ်။ ငွေကဒေါ်အင်ဒရီကိုထိပြီးတော့သွားလိုက်ပါတယ်။ဒီချိန်မှာခိုင်စင်ကသူ့ကိုပြင်ထုတ်ပေးလိုက်ပါတယ်။အမေအမေအစင်ပြေရလားရင်ငါတီတော့မချွေးမရဲငါ့ငွေကိုက်လိုက်ပြီ။အမေစိတ်ပူစရာလုံးဝမလိုပါဘူး။ဘာလို့လဲဆိုတော့ရေမွေတွေကအစိတ်မရှိဘူး။ပြီးတော့အမေကိုသူကကိုက်သွားတာမဟုတ်ပါဘူး။အမေနားနေကက်ပြီးသွားလိုက်တာပါ။တကယ်လို့မွေရအမေကိုကိုက်လိုက်တဲ့ဆိုရင်လေကျမအမေကိုကယ်ဖို့အတွက်ကို့အသက်ကိုကိုဂျင်းနဲ့စွာစွန့်စားနိုင်တယ်။ ိနောက်မှာဒေါ်အင်ဒရီကသူ့မကိုသူနားလေသွားပါတော့တယ်။အမေရေအမေအစင်ပြေလို့ဖျားသခင်ကိုကျေးဇူးတင်ရမယ်။ငါ့ကိုနင်ပါဆက်ကနေအမေလို့လာခေါ်ရင်တတိထားလိုက်နော်ချွေးမဆန်ဒီ။ငါငါ့ကိုပြန်ကြိုက်နိုင်မယ်မွေကိုမွေးနေတယ်ဆိုတော့ငါမသိလိုက်လို့ငါနင့်စကားကိုနားထောင်ပြီးငါငါရဲ့လက်ရှမီလို့ချွေးမကိုငါ့အိမ်ကနေမောင်းထုတ်ပြီးတော့ဆင်းရဲဒုက္ခခံဖို့လွတ်ထားမိရပဲ။ချွေးမခိုင်စင်ရဲ့ငါ့ကိုခွင့်လွှတ်ပေးပါ။နောက်ဆုံးမှာတော့ကိုမကိုပြင်ပြီး ဒေါ်အင်ဒရီကသူ့ရဲ့စင်းရဲတဲ့ချွေးမကိုယူတီလေးစားစွာနဲ့အင်ကိုပြန်ခေါ်လာပါတယ်။အခုတော့တဖြည်းဖြည်းနဲ့ဆန်ဒီကလေးသူ့လုပ်ရက်တွေအတွက်နောက်တရလာပါတယ်။အဲ့နောက်မှာလင်ညီမနှစ်ယောက်လုံးကအတူတူပေါင်းပြီးတော့သူတို့မြေကမ်းနားကရောက်ခမအိမ်မှာပျော်ရွှင်စွာနဲ့နေထိုင်သွားကြပါတော့တယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။